ရင်မကြီးရှင်စိုးဘူးရဲ့ဝတ်စုံကိုဆင်မြန်ရတာဖြစ်တဲ့အတွက်ဝတ်စုံမှုကင်ဆင်ရောရင်မကြီးဝတ်စုံရောဝတ်စုံကိုပြုဖို့အတွက်ကြာကျွန်မခွင့်တောင်းခဲ့ရတဲ့အနေအထားလည်းရှိပါတယ်ဝတ်စုံကြီးကတော့ဂုံးချက်တရေဝေဖြုံမော်ရှင်မတကုံးဖြစ်ပါတယ်ဆင်ကလည်းဒါအရှိမရှိရမယ်ဒီအနေထားအနေလွဲပြီးတော့တခြားကလည်းပုံဖော်လို့မရတဲ့အနေထားဖြစ်တယ်ကွာဒါကျွန်တော်တို့ခါမှချီပြီးတော့မှထွက်ရတယ်ဆိုတဲ့အနေထားဖြစ်သွားပါလိမ့်ရှင်။အမြင်ရိုင်းသွားလို့ရှိရင်ကျွန်မဒီနေရာကနေခွင့်လွတ်ပေးဖို့ဆိုကျွန်မတောင်းတောင်းမှန်ချင်ပါလိမ့်ရှင်။တန်ကြီးကတော့အနည်းဆုံးကတော့သိန်း 50နဲ့အထက်မှာရှိမယ်လို့ကျွန်မမှန်းပါတယ်ဟုတ်ဝတ်စုံကြီးကတော့ဂုံးချက်တရေဝေပြုံးမော်ရှင်မတကုံးဖြစ်ပါလေဟုတ်ဝတ်စုံကြီးကတော့ဒါကတော့ကျွန်မတို့အားလုံးသိပြီလားတဲ့မွန်ပြည်မကြီးရှင်စောပူရဲ့အာဝတ်စုံဖြစ်ပါလေရှင်စောပူကဒီထူးခြားချက်ကတော့ဒီ ရှင်စောပုပ္ပယမကြီးကလာပြည့်ဥပုတ်တိုင်းကိုဒီစင်တော်ကြီးစီးပြီးတော့ရွှေတဂုံဖျားကိုလာရောက်ဖျားပူတဲ့ဟန်ပန်ကိုလုပ်ပြီးတော့ဒါဒီဇိုင်နာဆန်းတစ်အောင်တည်ထွင်ထားပေးတာဖြစ်ပါတယ်ဒီစင်ဆိုရင်ဒါကျမတို့ဟိုယတနာစင်လို့ခေါ်ပါတယ်ဒီယတနာအပြည့်စီရင်တာလေဒါကရှင်စောပုပ္ပယမကြီးရဲ့ဒါစက်တိမင်္ဂလာရှိစွာနဲ့ထွက်ခွာတဲ့အချိန်ကိုအချိန်မှစင်ရင်နဲ့ပုံစံနဲ့လုပ်တာလာဖြစ်ပါတယ်ရှင်ဟုတ်တက်ဆင်လာတာတော့ဒီ ကားနဲ့တိုင်းချီပြီးတော့ကားမှာကျိုးတိုင်းချီလာတာပါဟုတ်တန်ကြီးကတော့အနည်းဆုံးကတော့သိန်း50နဲ့အထက်မှာရှိမယ်လို့ကျွန်မမှန်းပါတယ်ဟုတ်ဒါဒီစင်ဆိုလို့ရှိရင်ဒါဒီဇိုင်နာကတော်တော်တန်ကြီးပြီးပြီးတော့လုပ်ထားရတဲ့စင်ဖြစ်ပါလိမ့်ရှင်စင်စည်းတဲ့အနေထားဆိုရင်တော့ဒါကျွန်မတို့ဘယင်မရခက်ခက်တက်တယ်နဲ့ရှင်စည်းရမှာပေါ့ဒါမဲ့စင်စည်းတဲ့အနေထားမှာကျွန်မတို့ဖျားပူးတာဖြစ်တဲ့အတွက်စင်ကလည်းဒါအရှိမရှိရမယ် ဒီအနေထားကနေလွှဲပြီးတော့တခြားကလည်းပုံဖော်လို့မရတဲ့အနေထားဖြစ်တယ်ဗျာဒါကျွန်တော်တို့ခါမှချီပြီးတော့မှထွက်ရတယ်ဆိုတဲ့အနေထားဖြစ်သွားပါတယောက်နဲ့တယောက်တော့အကြိုက်ချင်းမတူပါဒါဒီဇိုင်နာရဲ့ idea ရဲ့ဒါကျွန်တော်တို့ကအမျိုးသားဝတ်စုံကိုဒါကျွန်တော်တို့အားလုံးကလည်းဟိုအကြိုက်နဲ့တက်တဲ့လူကလည်းအကြိုက်နဲ့တက်တယ်မကြိုက်တဲ့လူကလည်းမကြိုက်နဲ့တက်ပြောတယ်အမြင်ရိုင်းသွားလို့ရှိရင်ကျွန်တော်ဒီနေရာကနေခွင့်လွှတ်ပေးဖို့ဆိုကျွန်တော်တောင်းတောင်းမယ်ကျွန်တော်ဘီမာကြီးရှင်စောမှုရဲ့ဖြစ်တည်မှုကိုလေးစားပုံယူသောအဖြစ်မော်လမြိုင်ကိုစားပြီးအနှောက်အယှက်မှာ ဂုံယူစွာဖြင့်ဝတ်စင်တင်ဆက်ပြသခဲ့ခြင်းဖြစ်ပါရဲ့ရှင် ဒီဝတ်စုံကိုပုံစံနဲ့စတွေ့ကြရအရန်ကိုအစိမ့်လောက်ရှာတယ်ဒီဇိုင်နာရဲ့တခုချင်းစီအားထုတ်မှုပေါ့ဒါဆိုဖက်နက်ဆိုလဲဒီဒီကြက်ကြက်ရှိခိဖက်နက်ပုံစံလောက်ထားတယ်ဆင်ရောအင်ဂျီယာစာတခုချင်းစီလက်လက်မှုအမှုပညာစစ်စစ်နဲ့ဒါတခုချင်းစီလက်ထုတ်လေးနဲ့ဒါလိုက်တာတာဖြစ်တဲ့အတွက်အဲဒီဝတ်စုံကိုဆင်မြန်းရတဲ့အချိန်မှာကျွန်မအရန်စိမ့်လောက်ရှာပါတယ်ပြီးတော့အရေးကြီးတာတခုကတော့ကျွန်မတို့ဒီမွန်ပြင်မှာရရှင်စောပူဆိုတာကတကယ်လက်တက်ရှိထင်ရှားရှိခဲ့တဲ့ဘုံကန့်ဆိုတာကသူကမင်းကိုဆက်တိတိကို မိဖုရားခေါင်းကြီးတင်မြောက်ထားတဲ့အရာနောက်ပြီးဘုံကဲ့အရာမှာရှင်နိုင်လို့မရတဲ့ဘယင်မကြီးရှင်စောပူရဲ့ဝတ်စုံကိုဆင်မြန်ရတာဖြစ်တဲ့အတွက်ကျမအနေနဲ့လည်းဟိုအလွန်ဟိုဟို pressure ဖြစ်ပါတယ်။အဘယင်မကြီးရဲ့ဒါကျမစိတ်တန်းကနေရောဒါဝတ်စုံမှုခင်ဆင်ရောဘယင်မကြီးဝတ်စုံရောဝတ်စုံခွင့်ပြုဖို့အတွက်ကျမခွင့်တောင်းခဲ့ရတဲ့အနေထားလည်းရှိပါတယ်။ဒါတမိုင်းမှာတကယ်ရှိခဲ့တဲ့ ရင်မကြီးရဲ့ဝတ်ဆောင်ဖြစ်တာဖြစ်တဲ့အတွက်ကျမအနေနဲ့တော့ဒါတော်တော်တောင်းဝန်ကြီးကြီးနဲ့ဝတ်ဆင်ရတာဖြစ်ပါတယ်ရှင်။တက်ဆိုင်ရပါတာရင်းနဲ့ဟိုတက်ဆိုင်ရဆရာတွေရဲ့ဟိုလမ်းညွှန်မှုနဲ့ပေါ့ဆွင့်ပြချက်တောင်းခဲ့ရတယ်။ကျမကိုယ်တိုင်လည်းဒါကိုဒီဝတ်ဆောင်ဝတ်တာဆိုတာကဘရင်မကြီးရဲ့အလှနဲ့ဂုဏ်ချက်တွေကိုသူနိုင်တာမဟုတ်ဘူး။ဒါကျမရဲ့ national မုံမုံပြင်းနဲ့ကိုစားပြီးဂုဏ်ယူစာနဲ့ဝတ်ဆင်မှာဖြစ်တာဖြစ်တဲ့အတွက်ဆိုတော့ကျမတို့ဒါခွင့်တောင်းပြီးမှဝတ်ရတဲ့အနေထားဖြစ်ခဲ့ပါတယ်ဟုတ်။ ဒီဇိုင်နာမန်လူဝီတီဇက်ဖက်ရှင်ရဲ့ဖန်တီးမှုလည်းရဖြစ်ပါတယ်အာမဖြစ်ပါဘူးကျမဝင်လာရပါတာကျမတို့မော်လမြိုင်ရပါမွန်ပြည်နယ်ရပါရှင်မို့တော့ကိုစားပြီးလာမယ်လေပါ तू तू စောင်းတဲ့ ठी ဆိုရင်တအားလေးတဲ့အနေထားမှာရှိတယ်တော်တော်လေးတဲ့နေလား तू တော်တော်လေးကျိုးတာအဲ့ဒီဝတ်စုံရဲ့တန်ကြီးကလည်းတအားရှိတယ်အဲပြီးတော့ဟင်းသားဆိုတာမွန်ပြည်နယ်ရဲ့အထိမ့်မှဟင်းသားလေး ဲ့ဒီခင်သားကိုစားပြီးထီးလေးနဲ့ရပါတာဖြစ်တော့ဒါကျွန်တော်တို့မိုးပြင်းလည်းအားလုံးကလည်းစိတ်ကျင်နေကြမယ်လို့ထင်ပါတယ်ရှင့်